အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့သတိစုံမများ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်22ချိန်မှာ main ပါဩကွက်လေးကိုမိတ်ဆွေတို့အတွက်ကျွန်တော်တင်ပေးလိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ပိုးဆိုင်ကိုရင်သွောမယ်ပေါ့လေအကွက်ရွှေနဲ့ပြီးမှခဏန်းတူခဏန်းကိုသွားကြည့်မယ်အဲကျွန်တော်ကြည့်ကြည့်အောင်90နဲ့ခွန်မှာ၄၃ခွန်လို့ရှိတယ် ဟဲ့လေတော့ဟိုအောက်ကနေမှာဇောင်းကျွန်တော်တို့တင်းနေတော့လေးပင်ဆိုင်လိုက်၃နှစ်ကိုထွက်ထားတယ်၃နှစ်ကိုကနေမှာတော့သူနဲ့ဇောင်းတန်းတန်းတက်လိုက်မယ်တဲ့နှစ်၄၆၈ကိုကိုပင်တက်လိုက်၅၄၁လို့ထွက်ထားပါတယ်အဲ့၅၄၁ဘေးကနေမှာအောက်ကိုကျွန်တော်တို့ညဇောင်းဆင်းလိုက်မယ်သူကနေတင်းနေ၃၄တင်းနေတော့ဇောင်း၃ပင်ဆင်းပြီးတော့အောက်တန်းတန်းသွားလိုက်မယ်တဲ့နှစ်၄ ဆက်နှစ်ပြီးမှ380လို့သူထွက်ထားတယ်တဲ့380ပြီးရနေမှာတော့1 2 3 4 5 6 6ပြင်ဆင်းလိုက်တာ9နှစ်8လို့ထွက်ထားပြီအဲ့9နှစ်8ရဲ့ကျွန်တော်တို့ဇောင်းကနေမှာ1 2 3 4 4ပြင်သွားလိုက်3 6လို့ထွက်ထားပါတယ်ဒီ3 6ကကျွန်တော်ဘယ်ရလာတော့ဆိုရင်380နဲ့တန်းတန်း1 2 3 4 လေးနှစ်မြောက်ကကနန်းလေးပါတဲ့ဒီ၃၉၆ကကျွန်တော်တို့ဒီမှာပြန်လိုက်ထွက်တယ်ပေါ့လေဒါပထမကတ်ဒုတိယကတ်မှာလဲတဲ့တို့2000နဲ့ခုမှာ3ခုလေးလို့ရှိတယ်သူ့အောင်ကျွန်တော်တိ2 3 4လေးမင်းဆင်လိုက်ရင်းနဲ့ဇောင်းဆင်လိုက်ပထမကတ်တိုင်းမှာ2 3ခုလို့2 3ခုလို့ထွက်တာလေ2 3ခုကနေဇောင်းတန်းတန်းတက်လိုက်မယ်2 4 6 8 9 ကိုဝင်တလိုက်ပထမကတ်တိုင်ပဲသူ415လို့ထွက်ထားတယ်တဲ့415နေဆောင်3မိနစ်ဆင်းလိုက်မယ်တဲ့123 3မိနစ်ဆင်းပြီးတော့အောက်တန်းတန်းဆင်းလိုက်မယ်တဲ့2 4 6 10 12အဲ့ဆန်းတဲ့ကြိမ်မြောက်မှာလဲ383ဆိုပြီးပထမကတ်တိုင်းထွက်ထားတယ်383ဘေးကနေမှာ1234956ဘေး6ပင်ဆင်းလာရင်တဲ့258ဆိုပြီးပထမကတ်တိုင်းသူထွက်ထားပြီတဲ့အဲ့258ရဲ့ ဇောင်းဝန်ဒီမှာ1 2 3 4ဆိုတော့ဒီပွဲပါပဲတဲ့ပရမကတ်မှာသူငါးနှစ်ရှိရကောင်ဒီမှာ3 6 9လို့ကြာထားတယ်အဲ3 6 9ဒီ380နဲ့တန်းတန်း1 2 3 4လေးပဲမြောက်ကကနန်းမှာတဲ့အဲ့လိုထွက်ပြီးမဲ့ဆိုရင်တို့ဒီ3 8 3ရဲ့လေးပဲမြောက်ကကနန်းဒီ1 2 3 4ဆိုတော့8 2ဆိုတဲ့ဒီကနန်းလေးဒီဒါ ီမှာပြန်လိုက်ထွက်ပေးရမယ်ပေါ့လေဒါပထမကတ်ပေါ့တခါနောက်ဒုတိယကတ်သွားကြည့်အောင်နဲ့နော်ဒုတိယကတ်မှာက85မှာကျွန်တော်တို့နှစ်90လို့ရှိတယ်အဲ့နှစ်90ဆိုကနေလေးသူ့အောင်ကျွန်တော်တို့နှစ်4 6 8 10 12 12 12ပြင်းမြောက်မှာတခါပြန်လိုက်ထွက်တယ်ပြန်လိုက်ထွက်ပြီးသူကနေတော့ဇောင်းတက်လိုက်မယ်တဲ့1 2 3 4 5ဇောင်း5ပြင်တက် ပြီးရင်တန်းတန်းသွားလိုက်မယ်1 2 3 4 5 6ဆောင်း5ပင်တက်ပြီးတော့ဘေးတန်းတန်း6ပင်6ပင်သွားလိုက်3ည4 8လို့ထွက်ထားတယ်အဲ့3ည4 8ရဲ့ကဏ္ဍမှာတော့ဆောင်းဆင်းလိုက်မယ်1 2 3 4ဆောင်း၄ပင်ရပြီမလား၅6 9လို့ထွက်ထားတယ်အဲ့၅6 9ကနေတော့1 2 3 4 5 6 9ပင်တက်ပြီးတော့အပေါ်ကိုကွာဝိတူကျဲတူတက်တက်တက်လိုက်တာ 653လို့တာထွက်ထားတယ်ပေါ့လေ653အဲ653အထိမယူဆိုလဲတော့969ကနေ1234569ဇောင်းခုနှစ်ပင်တက်လိုက်969ခုဆိုတော့ကဏန်းလေးဒီဒါ1234123ပြန်လိုက်ထွက်တယ်ဒီ969ခုဆိုတော့ကဏန်းဒီမှာ69ခုဆိုပြီးဒါပထမကတ်ပေါ့လေဒါဒုတိယကတ်မှာလဲ2004မှာတော့988ဆိုတော့ကဏန်းဒီ3 သူ့အောက်ကျောင်း2 4 6 8 10 12ပရမကတ်တိုင်းမဲ့တော်လို့ဆက်နှစ်ပြင်းမြောက်မှာပြန်ကြပါတဲ့ပြန်ကြပြီးတော့သူကနေဇောင်းတက်လိုက်မယ်တဲ့1 2 3 4 5ဇောင်း5ပြင်တက်ပြီးတန်းတန်းသွားလိုက်မယ်တဲ့1 2 3 4 5 6ပရမကတ်တိုင်းမဲ့သူ8 3 4ဆိုပြီးထွက်တာလေအဲ့8 3 4ဇောင်းဇောင်းဆင်းလိုက်မယ်1 2 3 4သူဇောင်း၄ပြင်မှာပရမကတ်တိုင်းမဲ့တော်လို့5 6 6ဆိုပြီးထွက်တာတဲ့ 996ကနေ1 2 3 4 5ဆောင်း5ပင်တက်ပြီးအပေါ်တန်းတန်းသွားလိုက်ရင်လည်းသူပထမကတ်တိုင်းပဲ938လို့ရှိတယ်။ကွာဝိတူချင်းတူရဲ့နော်ကျွန်တော်အားတော့မြည်တော့ဒါမှမဟုတ်ရင်းနဲ့ဒီ996ကနေတော့ဆောင်း9ပင်တက်လိုက်မယ်1 2 3 4 5 6 9နဘင်တလိုက်7နှစ်ဆိုတော့ကဏ္ဍလေးသည်ဒါ1 2 3 1 2 3ပထမကတိုင်းကြာမယ်ဆိုဒီဘွဲမှာကြာပြရမယ်တဲ့ ဒီမှာလဲကျွန်တော်တို့969ကိုတက်တဲ့1 2 3 4 5 6 9 9ဆိုတဲ့ကဏ္ဍလေးဒီ1 2 3 1 2 3ဒီမှာလိုက်ထွက်တယ်။အဲ့လိုထွက်ပေးမယ်ဆိုရင်ဒီ969ကနေဇောင်းခွန်နဲ့ပင်တက်လိုက်တဲ့8 1နေကဏ္ဍလေးဒီ1 2 3 1 2 3အာဒီပွဲမှာထွက်ပေးရမယ်ပေါ့လေပထမကတ်တိုင်းပဲ။ဒါကတော့ကျွန်တော်တို့ကွက်ရွှေလေးနဲ့ပိုးဆိုင်လေးပေါ့ဗျ။ဒီခါကဏ္ဍလူကဏ္ဍသွားကြည့်အောင်နဲ့ကျွန်တော်98မှာ ရှစ်ရှစ်ကိုလို့ရှိရရှစ်ရှစ်ကိုကနေမှာတိနှစ်၃စောင်း၃မန္တလေး၉တိနှစ်လို့တဲထွက်ထားပြီ။အဲဒီ၉တိနှစ်ကနေမှာတိနှစ်၃၄၅၅စောင်း၅ပင်စင်းစင်းလိုက်မယ်တဲ့စင်းပြီးသူ့ဘေးရ၄၆ခွန်ဆိုတဲ့ကဏ္ဍသည်အဲသူ့ရဲ့နောက်နှစ်ကလာခဲ့တဲ့ကဏ္ဍမှာပဲတဲ့အဲဒီ၄၆ခွန်ဒီမှာတော့တန်းတန်းသွားလိုက်မယ်တဲ့နှစ်၄၆၈၁၀၁နှစ်၈၁နှစ်မြောက်သွားလိုက်တိနှစ်၈ဆိုတဲ့ကဏ္ဍလေးဒါထွက်ထားပါတယ် ဒါပထမကတ်ပေါ့လေအဲဒုတိယကတ်မှာလည်းတို့2000ခုမှာ688ဆိုတဲ့ကဏ္ဍလေးရှိတယ်တဲ့ပထမကတ်တိုင်းမှာသူဆောင်တိနှစ်3တက်လိုက်ကိုတိနှစ်လို့ဒါဒဲတဲထားပြီတဲ့ပထမကတ်တိုင်းဟဲ့ကိုတိနှစ်ကနေမှာဇောင်းဆင်းလိုက်မယ်တဲ့တိနှစ်3 4 5 5ပင်ရဲ့ဘေးရ834ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်နှစ်ကတ်လာခဲ့တဲ့ကဏ္ဍမှာပဲတဲ့ဒီမှာတော့တို့6ခုတိသူနောက်နှစ်ကတ်ကဏ္ဍပေါ့ဗျာအဲ6ခုနဲ့တန်းတန်းကြီးလိုက် ဒီမှာလက်ရှိတုံညာလေးဒီသူ့နောက်နှစ်ကလာခဲ့တဲ့ကနန်းအဲရှစ်တုံညာလေးရနေမှာတန်းတန်းသွားလိုက်မယ်တဲ့2 4 6 8 10 12ဆိုတော့ဒီပွဲပါပဲတဲ့နောက်ပထမကတ်မှာသူ3နှစ်ရှစ်လို့ရိုက်ထားတယ်ကျွန်တော်တို့ဒီ6ခုနဲ့တန်းတန်း12နှစ်မြောက်က12နှစ်မြောက်အဲ့လိုထွက်ပြီးမယ်ဆိုရင်ဒါကျွန်တော်တို့ရှစ်တုံညာလေးနဲ့တန်းတန်းလေးမှာဒီ3နှစ်ရှစ်10နှစ်လေးပေါ့ဗျာဒါကတော့ကနန်းတူကနန်းတစ်ဆိုင်ပေါ့ နောက်ထပ်မတူညီတဲ့ကဏ္ဍသူကဏ္ဍတစ်ဆိုင်လေးသွားကြည့်ရအောင်နိုင်တို့87မှာ9နှစ်လေးလို့ရှိတယ်။အဲ9နှစ်လေးဆိုတော့ကဏ္ဍဒီတူဆောင်1နှစ်3ဆောင်3မိနစ်ပြီးရင်တန်းတန်းသွားမယ်1နှစ်3ပြန်လိုက်ထွက်ပြေးတယ်ဒီ9နှစ်လေးဆိုကဏ္ဍလည်းဒီ2 9လေးဆိုပြီးထွက်ပြန်တဲ့သူ့အောက်က398ဆိုတဲ့ပဋိ9နဲ့ကဏ္ဍဒီသူ့ရှင်း1 2 3 4 5 6 9 9နှစ်မြောက်မှာဒါပြန်လိုက်ထွက်တယ်ထွက်ပြရတဲ့ကျတော့ သူဆောင်ပေးမှာ27ဆိုရကနန်းလေးဒါလိုက်ထွက်ထားပါပြီတဲ့ဒါပထမကပ်ပေါ့လေဒုတိယကပ်မှာလည်းတော့2023မှာ32ခွန်ဆိုရကနန်းလေးဒီ3 2 3တို့တေး2 3ပထမကတ်တိုင်းမှာပထမကတ်တိုင်းမှာ4 2 9သူဆောင်၃မိနစ်တက်ပြီးတော့သူနဲ့တန်းတန်း၃မိနစ်မှာဒါပြန်လိုက်ကြတယ်။ကြပြီသူ့ဘောက်ကဘရိတ်၅ဆိုတဲ့၅တစ်ကိုဆိုတဲ့ဘရိတ်၅ကနန်းလေးဒီ သူရှင်နေတဲ့နေ3 4 5 6ခုခုနှစ်မြောက်မှာဒါပြန်လိုက်ထွက်ပေးပါပြီတဲ့ထွက်ပြရနဲ့သူဆောင်ပေးဆိုတော့ဒီပွဲပါပဲတဲ့ကျွန်တော်တို့ကိုနှစ်လေးနေကိုလျောက်ကပရိတ်ခွန်ပရိတ်ငါးနဲ့တောင်ရခွန်ရှိဆိုပရိတ်ငါးကနန်ဒီရှိခုနှစ်မြောက်ကြာကြပြီးတော့သူဆောင်ပေးမှာနှစ်ရှစ်တလို့ထွက်တယ်လို့ထွက်မယ်ဆိုရင်တဲ့နောက်3နှစ်ခွန် ူအောက်က919ဆိုတဲ့ပရိငားနဲ့ကနန်သီးရှိ9နှစ်မြောက်ချာကြပြဲနဲ့တူဆောင်ပေးဆိုတော့ဒီပွဲပါပဲတဲ့ဒါကျွန်တော်ရွေးချယ်ထားတယ်တင်းနှစ်ရှိနော်နှစ်ရှိတင်းရှိနှစ်ပေါ့လေတင်းနှစ်ရှိတင်းရှိနှစ်ပေါ့ဒီထိန်နဲ့ရွေးချယ်ထားတယ်ဟုတ်ပြီတဲ့နောက်ထပ်တစ်ခါကျွန်တော်တို့မပြူရက်ကနန်တူကနန်လေးတွားကြည့်အောင်တဲ့80နှစ်မှာ115လို့ရှိတယ် ိုက်တစ်တင်ငါဆောင်ပေးမှာတဲ့နော်တို့ခွန်ခွန်6ဆိုပြီးတော့ထောင်ထားပြီးတဲ့ပြီးရင်4 6 3ညလို့လည်းလဲထားပြီးတဲ့အဲ့ခွန်ခွန်6လို့ထောင်ထားတဲ့ကဏန်း3ခုနော်တို့ခွန်၄6ဆိုတဲ့ကဏန်းဒီပရိတ်ခွန်ခွန်30ဒီပရိတ်3ည6 3ည2ဒီပရိတ်8ခွန်3ည8ဆိုတဲ့ပတ်လည်ကဏန်းလေးဒီအဲ့ခွန်ခွန်6ထောင်တဲ့ခွန်ထိပ်ကနေ1 2 3 4 5 6ဆောင်း6ပြန်มาပြန်ကြပါတယ်တဲ့ သူကြပြန်တယ်သူဆောင်မှာပဲနှစ်ခုနှစ်ဆိုတော့ကတန်းလေးတန်းလိုက်ထွက်တယ်အဲ့လိုထွက်ပြန်နေတော့တော့အဲ့နှစ်ခုနှစ်ကနေဆောင်သုံးမင်းဆင်းလိုက်မယ်တဲ့1နေ3ဆောင်သုံးမင်းဆင်းပြီးတော့အောက်ကိုတန်းတန်းသွားလိုက်မယ်တဲ့1 4 6 10 7ပြင်မြောက်မှာဒါ6နှစ်1ဆိုပြီးတော့ထွက်ထားပါပြီတဲ့ဒါဗမာကပ်ပေါ့လေဒုတိယကပ်မှာလည်းကျွန်တော်တို့2015မှာတဲ့ တင်ငါတက်လို့ထွက်တာပြီသူဆောင်ပေမှာလည်းပထမကတ်တိုင်းပဲခွန်ခွန်6လို့ထိပ်စီ3လုံးထောင်နေပြီးရင်4 6 3လို့လည်းခါထိပ်စီ3လုံးလှဲထားပြီတဲ့အဲ့ခွန်ခွန်6ထောင်နဲ့တို့တို့ပရိကနန်းလေးတွေခွန်ခွန်ရှင်း၅ဒီပရိတ်3ညာခွန်နှစ်9ဒီပရိတ်6 6 5 6ဒီပရိတ်ခွန်တို့3 8ခွန်ဆိုတော့ပတ်လက်ကဏ္ဍလေးတည် ထမထောင်ထားတဲ့ခွန်ခွန်6ရဲ့ခွန်ထိပ်ကနေတဲ့နော်1 2 3 4 5 6မှာကတ်တိုင်းပဲတဲ့အကြောင်း6ပင်မှာပြန်လိုက်ထွက်ပြီးတဲ့သူထွက်ပြန်တဲ့သူစောင်းမှာနှစ်နှစ်နှစ်ခွန်နှစ်ဆိုတော့ကနန်ဒီဒဲလိုက်ထွက်တယ်ထွက်ပြန်တဲ့နော်တို့သူစောင်း1 2 3 3စောင်း3မြင်ဆင်းပြီးတော့တဲ့အောက်ကိုတန်းတန်းလာလိုက်မယ်တဲ့1 2 6 8 10ဆိုတော့ဒီပွဲပါပဲတဲ့ဟာ ်ပွဲမှာရှင်းနှစ်တက်လို့သူထွက်တာလေအဲ့တော့ကျွန်တော်ဒီမှာမှန်းထားတယ်တင်းနှစ်ရှင်းနဲ့တင်းရှင်းနှစ်ဆိုတော့ကဏ္ဍလေးပေါ့လေဒါကတော့တို့မတူညီတဲ့ဆိုင်လေးတွေပေါ့ကဲနောက်ထပ်မတူညီတဲ့ဆိုင်လေးတစ်ဆိုင်သွားကြည့်အောင်နော်80နဲ့3မှာ533လို့ရှိတယ်။အဲ533ကနေအောက်တန်းတန်းလာလိုက်မယ်တဲ့ညနေ4 6 10 17အောက်ဆက်တဲ့ဘင်မှာ245လို့ထွက်တာတဲ့245ရဲ့ဇောင်းနေမှာတော့246 6ပင်တော့လဲ9တုံညာခွန်လို့ရှိတယ်တဲ့ပြီးရင်9 6လို့လဲသူထိပ်စီးသုံးလုံးဆောင်ထိုးထားပြီးတော့တဲ့6ခွန်လို့လဲတခါဆောင်ပြန်ထိုးတယ်အဲ6ခွန်လို့ဆောင်ထိုးထားတဲ့ကနန်းလေးတည်းအဲ့နှစ်ထဲမှာကျွန်တော်တို့ပြန်လိုက်ထွက်ပေးထားပြီပေါ့လေဟုတ်ပြီအဲ့6ခွန်ဆောင်ထိုးထားတဲ့ဟိုလေးထိပ်လေးရဲ့ဆောင်ပေးမှာမှအောက်ဆောင်ပေးမှာတဲ့ခွန်ထိပ်9ထိပ်တော့လေးထိပ်3ထိပ် ခွန်6 3ဆိုပြီးတော့ထိပ်စီလေးလုံးလှည့်ထားပြီးတဲ့လှည့်ထားပြီးတော့ငါအဲ့3ထိပ်လေးရဲ့ဇောင်းမှာ9 3ခွန်ဆိုတဲ့ကဏ္ဍသည်သူ့အပေါ်1 2 3 4 5 5ပြန်မြောက်ကတာပြန်ကြကဏ္ဍမှာဟုတ်ပြီအဲ့လိုပြန်ကြကဏ္ဍကြပြန်အဲ့9 3ခွန်နေလို့ဇောင်း3မင်းဆင်းလိုက်မယ်တဲ့1 2 3 3မင်းဆင်းပြီးအောက်ကို1 2 3 4 5ငါးပင်တော့လိုက်1 8 1ဆိုတော့ကဏ္ဍလေးဒါလိုက်ထွက်ပေးထားပါပြီတဲ့ ဒါပထမကတ်ပေါ့လေဒုတိယကတ်မှာလည်းတော့2009မှာတဲ့ပထမကတ်တိုင်းမှာ933လို့တဲ့တယ်တဲ့တဲ့တယ်ပြီးရတဲ့သူ့ကောင်တို့နှစ်4 6 10 17ဆက်တဲ့ပြမြောက်မှာပထမကတ်တိုင်းမှာ၅လေးနှစ်လို့ထွက်ထားပြီ၅လေးနှစ်ဇောင်းနေမှာတော့နှစ်၄၆၆ပြောင်းသွားလိုက်နေတဲ့၅တုံညာခုလို့ဒဲပြန်ထွက်ထားပြီတဲ့ဒီမှာလဲကျွန်တော်တို့၅တုံညာခုတဲ့၅ကိုလေးဇောင်းထိုး မလည်းငါတုံညာခွန်တဲ့ငါကိုလေးလို့ထိပ်ပြီးတုံးလုံးဆောင်းထိုးတယ်ပြီးရင်၄၆ခွန်လို့လည်းတောင်းထိုးသွားပြီတဲ့အဲဆောင်းထိုးတဲ့၄၆ခွန်ဆိုတော့ကလန်လေးဒီအဲ့နှစ်ထဲမှာပဲသူပြန်လိုက်ထွက်ပေးထားတယ်တဲ့တခါအဲ့၄ထိပ်လေးရနေမှာတော့ဇောင်းပေးမှာတဲ့ပထမကတ်တိုင်းမှာခွန်ထိပ်၉ထိပ်၄ထိပ်၃ထိပ်ဆိုပြီးတော့ခွန်၉၄၃ဆိုပြီးထိပ်စီလေးလုံးလှည့်ထားပြီတဲ့လှည့်ထားတဲ့၃ထိပ်လေးရဲ့ဇောင်းခွန်၈နှစ်ဆိုတော့ကလန်တီလေတဲ့ သူ့အပေါ်တင်းနေတော့လေးငါးငါးပဲမြောက်ကလာခဲ့တဲ့ကနန်းမှာပဲတဲ့ဒီမှာကျွန်တော်ငါးသုံးခုငါးပဲမြောက်ကလာခဲ့တဲ့ကနန်းဟုတ်ပြီတဲ့အဲ့ဒါဆိုဒီခွန်ရှင်းနစ်လည်းနေဇောင်းသုံးဝင်ဆင်လိုက်မယ်တဲ့တင်းနေတော့ဇောင်းသုံးဝင်ဆင်အောက်ကိုတင်းနေတော့လေးငါးငါးပဲဆင်လိုက်ဒီပွဲပါပဲတဲ့ဒါပထမကတ်မှာတော့ငါးသုံးခုပြန်ကြရနေတင်းနေတော့တင်းနေတော့လေးငါးငါးပဲဆင်လိုက်2 8 1လို့ထွက်တာတဲ့ ဲ့တော့ကျတော်တို့မှန်းထားတဲ့တင်းနစ်ရှိတရှင်းနေလေးပေါ်လေးဒီပွဲမှာဒါကတော့တို့မတူညီတဲ့ cycle လေးပေါ်လေး cycle ဒါတော့တို့ကနန်းတူကနန်းလေးဆိုင်မြောက်ပေါ့ပိုးဆိုင်က2ဆိုင်နဲ့ဆိုတော့6ဆိုင်ရှိပေါ့လေကဲနောက်ဆုံးကနန်းတူကနန်းတစ်ဆိုင်လေးတွားကြည့်အောင်90နဲ့3မှာတော့3960လို့ရှိတယ် တုံမြောက်96နဲ့တန်တန်2 4 6 8 10 7ငါကိုခုံလို့သူထွက်ထားပြီ။အဲငါကိုခုံရကျွန်တော်တို့ဇောင်း1 2 3 4မှာလဲ3ခုံခုံလို့တာလိုက်ထွက်ထားတယ်တဲ့။သူမထွက်ခင်မှာလဲ3ခုံခုံပေးရနေ2 4 6 8 10 7 12ပေးမှာလဲကျွန်တော်တို့4 2 5လို့ထွက်ထားတယ်တဲ့။ကျွန်တော်တို့3 6 6ငါကိုခုံ 3ခုခုလို့ထွက်ထားပြီပေါ့လေထွက်ထားပြီအဲ3ခုခုကနေဈောင်းဆင်းလိုက်မယ်တဲ့1 2 3ဈောင်း3ဝင်ဆင်းပြီးတော့တဲ့ကျွန်တော်တန်းတန်းသွားလိုက်မယ်2 4 6 8 10 12 14စလေးနှစ်မြောက်မှာ၈တိနှစ်ဆိုပြီးတာသူထွက်ထားပါတယ်ဒါပထမကတ်ပေါ့လေဒုတိယကတ်မှာလည်းတော့95မှာ396ကိုလို့ထွက်ထားတယ်ပထမကတ်တိုင်းမှာ ဒုညာ6ခုကနေ2 4 6 8 10 12 12နှစ်မြောက်သွားလိုက်ပထမကတ်တိုင်းမှာ6 5ခုလို့ထွက်ထားပြန်ပြီ6 5ခုဇောင်းကနေမှာတော့2နှစ်3 4သွားလိုက်3ခုခုလို့တာပထမကတ်တိုင်းမှာထွက်ထားတယ်အဲ3ခုခုရဲ့ဘေးကနေမှာတို့ဟိုပေါ်တက်လိုက်မယ်2 4 6 8 10 12အပေါ်ဆက်နေပင်တက်လိုက်လေပထမကတ်တိုင်းမှာ၄၅နှစ်ဆိုပြီးထွက်ထားတယ်တဲ့တို့ညာ၆၉ ကိုငါခွန်ဒေငါနှစ်သုံးခွန်ခွန်လို့ဒါတဲသွားပြီပေါ့လေဒါဒီသုံးခွန်ခွန်နေတဲ့ပထမကတ်တိုင်းဆောင်သုံးမင်းဆင်းနိုင်မယ်လေတင်းနေသုံးသုံးမင်းဆင်းပြီးတော့ရှေ့14နှစ်မြောက်သွားလိုက်မယ်နေ6 8 10 10 14 14ဆိုတော့ဒီပွဲပါပဲတဲ့ပထမကတ်မှာသူ18နှစ်လို့ရိုက်ထားတယ်အဲ့တော့ဒီဘွဲမှာကျွန်တော်မှတ်ထားတယ်1 2 8တော့1ထိုင်းနဲ့1 8နှစ်ဆိုတော့ကနန်းလေးကြီး ဒါအားကောင်းနေပေါ့လေမိတ်ဆွေတို့ကြိုက်တဲ့ဆိုရင်လည်းထိုးကြပေါ့ရနော်မကြိုက်ရင်လည်းကြော်သွားကြပါကဲဒါ၁၂၂၀တချိန်မှာကျွန်တော်တင်ပြထားတဲ့ကဏ္ဍလေးအပေါ်ကပါဒုတပေါ့လေအရင်ကတော့ထွိုင်ပေါ့ဗျာထွိုင်တော့ကကောင်းကတော့ကျွန်တော်မိတ်ဆွေတွေဒီရောင်းထားတာမို့လို့တော့ကကောင်းတော့မတင်ပြနိုင်တော့ပါဘူးဒါပြန်ကြနောက်ထပ်ကြိုက်တဲ့ဆိုရင်ပြန်ကြကဏ္ဍရှိသေးလားလို့မေးနေလို့ ရှိပါသေးတယ်လို့ပြန်ကြရနော်အကုန်လုံးတဲရီကြီးပဲဗျကျွန်တော်ကိုဘိုက်ဘာနံပါတ်ဖုန်းနံပါတ်မေးနေကြတဲ့သူတွေကွန်မန့်မှာဘိုက်ဘာနံပါတ်ချပေးထားပါမယ်ဒီမှာချမပေးတာရေးမပေးတာဘာဖြစ်လို့ဆိုတော့ YouTube ရဲ့ policy နဲ့ကျွန်တော်ညှိမှဆိုလို့ပါဖုန်းနံပါတ်တွေထည့်ထည့်ပေး YouTube ကဘူရိုဖိုင်တွေဖြတ်ဖြတ်ချသွားလို့ပါတတိပေးတာတွေပို့လို့အဲအကြောင်းမလို့ဖုန်းနံပါတ်ထည့်မပေးတာပါ ကွန်မန့်မှာတော့ကျွန်တော်ဖုန်းနံပါတ်ထည့်ပေးပါမယ်နော်ကဲဒါ20ချိန်တွေ့ပြအားလုံးကံပေးပြီးချဲသူကြီးပေါက်ကြပါစေ